ရန်ပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်ဟိုပုံမြို့နယ်နန်းခုတ်ကျေးရွာ၌မွေးမြူရေးဗန်းစနစ်ဖြင့်ဒေသဝဲဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်တောင်ပိုင်းဟိုပုံမြို့နယ်နန်းခုတ်ကျေးရွာအုပ်စုနန်းခုတ်ကျေးရွာတွင်2025-2026ပြည်နယ်ဗန္ဓာရံမုံငွေဖြင့်ဒေသဝဲ90ကောင်ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ29ရက်နေ့နနက်10:00နာရီကနန်းခုတ်ကျေးရွာခမ်းမ၌ပြုလုပ်ရာရှမ်းပြည်နယ်ဆွေရဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးအဝင်ကြီးဗိုလ်မှူးကြီးစိန်ဝင်ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဥခွန်ရဲထွေးနှင့်အဖွဲ့ဝင်များပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြည်နယ်ဦးစီးမှုဟိုဘုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည် ရှေးဦးစွာပြည်내လုံခြုံရေးနှင့်နယ်စပ်ရေးအဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်းကအဖွင့်အမှားစကားပြောကြားရာရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပြည်내တွင်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အသားကဏ္ဍထုတ်လုပ်မှုမြင့်မားလာစေရန်နှင့်ပြည်내တွင်အသားစားသုံးမှုဖူးလုံစေရန်ဆောင်ရွက်ပေးလျက်ရှိရာမှာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်2025-2026ဘဏ္ဍာနှင့်ပြည်내ဘဏ္ဍာရန်ပုံငွေဖြင့်မျိုးကောင်းမျိုးတန်ဝက်များကို မွေးမြူရေးဗန်စနစ်ဖြင့်ဖြန့်ဝေပေးသွားမှာဖြစ်ပါကြောင်းဖြန့်ဖြူးမှုအနေဖြင့်တမျိုးနယ်လျင်ဒေသဝက်50ကောင်းလုံးဖြင့်ဟိုဘုံမြူနယ်အပါဝင်9မြူနယ်အတွက်ကောင်းရီပေါင်း250ကောင်းကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပါကြောင်းယခုလိုဖြန့်ဖြူးပေးလိုက်သည့်မျိုးကောင်းမျိုးတန်ဝက်များကိုကောင်းမွန်ဖြစ်ထွန်းအောင်မွေးမြူနိုင်ရန်မွေးမြူသူများတွင်တာဝန်ရှိသကဲ့သို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်မွေးမြူနည်းစနစ်အထောက်ပံ့နည်းပညာများ ပံ့ပိုးပေးရန်လိုအပ်ပါကြောင်းမွေးမြူသူများအနေဖြင့်ယခုရရှိမည့်ဝက်များကိုစနစ်တကျထိန်းသိမ်းစောင့်ရှောက်မွေးမြူခြင်းဖြင့်မိသားစုဇာဝတ်နေရေးပိုမိုအဆင်ပြေလာမည်ဖြစ်ပြီးအနာဂတ်တွင်မိမိခြေရွာ၏မွေးမြူရေးကဏ္ဍသည် အခြားခြေရွာများအတွေ့စံပြနမူနာကောင်းဖြစ်လာစေရေးအားထုတ်ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်내ဦးစီးမှုဒေါက်တာဝင်းစင်ပေါင်ကဝက်မြားပေးအပ်ရခြင်းနှင့်ဆက်လင်း၍ရှင်းလင်းတင်ပြခဲ့ပြီးရှမ်းပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးပို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကနန်းခုတ်ကျေးရွာနေပြည်သူများအတွက်ဒေသဝယ်90ကောင်အားပေးအပ်ရာကျေးရွာနေပြည်သူများကလက်ခံရယူခဲ့ကြောင်းသိရှိရပါသည်ခမညာ